application တစ်ခုထဲမှာပုံနေသင်ယုံဗီဒီယိုတွေယုံနေဝင်ငွေတွေရတယ်ဆိုတာကိုသိပြီးကြပြီလားအားလုံးမင်္ဂလာပါရေကုန် insight channel ကနေအားလုံးကိုကြိုဆိုပါတယ်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ပုံနေသင်ယုံဗီဒီယိုတွေယုံနေဝင်ငွေရနိုင်တဲ့ application တစ်ခုနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ဒီလိုဝင်ငွေတွေရနိုင်တဲ့ application ကပါလေဒီ application ကတော့ wifu application ပဲဖြစ်ပါတယ် ကဲဒီနေ့မှာတော့ဒီ wave application ရဲ့အကြောင်းကိုအသေးစိတ်ရှင်းပြပြီးတော့ဒီ application လေးဖွင့်နေတဲ့ဒါအသုံးလေးကိုပါတခါလေး tutorial လုပ်ပေးမှာမလို့ဒီ video ကိုအဆုံးထိကြည့်ဖို့လုံးဝလုံးဝမမေ့ပါနဲ့နော်ဒီ wifi application ဆိုလို့ရှိရင်တော့ creator အတွက်တည်တံ့ပြုလုပ်ပေးထားတဲ့ application တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ application နဲ့မှာဆိုလို့ရှိရင်တော့ကိုကဗီဒီယိုလေးတွေပြုလုပ်မယ်၊ပုံလေးတွေတင်မယ်ဆိုလို့ရှိရင်တော့သူ့လူလူဝင်ဝင်နေရဖြစ်ပါတယ်။ တိကျတဲ့အတိုင်းပဲဝင်ငွေဝင်နေ application တွေอ่ะဆိုလို့ရှိရင်မြန်မာ region နဲ့လုံးဝမရပါဘူး။ဒါကြောင့်မလို့ဒီ Wave application ကိုရှားဖို့ရန်အတွက်ကိုရီကာ VPN ခံပြီးတော့ download มาဖြစ်ပါတယ်။မအုံဆုံးနေဒီပေါ်တော့ Jam Jam VPN ကတော့အသင့်တော်ဆုံးဖြစ်ပါတယ်ဒီ Jam Jam VPN ကတခြား application တွေမှာလည်းသုံးရတယ်ဆိုတော့ဒီ Jam Jam VPN ကိုဘာ location နဲ့ဖွင့်ရမလဲဆိုလို့ရှိရင်တော့ US location နဲ့ဖွင့်ရပါမယ်ဆိုတော့ဒီ Wave application ကဆိုလို့ရှိရင်တော့ US location မှာသာသူက download ရမှာဖြစ်ပါတယ် ဒါကြောင့်မို့ဒီ Jam Jam VPN ထဲမှာ US location ကိုဖွင့်ပြီးတော့အဲဒါ Wave Full application ကို Google Play Store မှာသွားစားပြီးတော့ download မှာဖြစ်ပါတယ်ကဲ download ရသွားပြီဆိုလို့ရှိရင်တော့ဒီရဲ့ VPN ကိုပြန်ပိတ်ပါပိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ခါထပ်ပြီးတော့ US location နဲ့ထပ်ဖွင့်ပါပေါ့နော်ဆိုတော့ VPN လည်းချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ Wave Foo ဆိုတဲ့ application နဲ့ကိုအကောင့်ဖွင့်ဖို့ရအတွက်စပြီးတော့ဝင်ရမှာဖြစ်ပါတယ် ဖွင့်နေတဲ့အချိန်မှာလုံးဝ VPN ကြောက်လို့မရပါဘူးဒါကိုအထူးပြုစိုက်ဖို့အတွက်လိုအပ်ပါတယ်ဆိုတော့ပထမအဦးဆုံးအနေနဲ့ application နဲ့ဝင်လိုက်ပြီးဆိုလို့ရှိရင်တော့ Joinway Fusura link ကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါ link ကိုနှိပ်ပြီးတော့ဝင်ရမှာဖြစ်ပါတယ်ဒုတိယနေရာရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မွေးရဲ့မွေးလမွေးနေ့ကိုသိချာဖြည့်ပေးဖို့လိုအပ်ပါတယ်အစစ်မှန်ဖြစ်လို့ရှိရင်တော့အကောင်းဆုံးပါပဲဘာဖြစ်လို့လဲဆိုကိုယ့်ရဲ့ရှေ့သုံးမဲ့အာဒါအကောင့်ဖြစ်တော့တကြောင်မလို့မှားယွန်းတာတွေပါရင်မရှိဘူးရန်အတွက်သတိထားဖို့အတွက်လိုအပ်ပါတယ် ကဲတတိယအချက်ကဘာလဲဆိုလို့ရှိရင်တော့သူ့ကို Google account နဲ့ဖွင့်ရမှာဖြစ်ပါတယ်အရင်ကလည်းရှိမှမြင်ပြပြတယ် Google account ဖွင့်နေကိုပေါ့နော်ဆိုတော့ဒီဗီဒီယိုထဲမှာတော့မပြောတော့ဘူးဆိုတော့အဲ့ကိုရဲ့ဖွင့်ထားတဲ့ Google account တစ်ခုနဲ့ချိန်ပြီးတော့ဒီ Wave Foo application ကိုဖွင့်ရမှာဖြစ်ပါတယ် ဲ့ဖွင့်ပြသွားပြီဆိုလို့ရှိရင်တော့အကောင့်လေးရပါပြီဒီမှာ profile picture ကိုထည့်လဲရတယ်မထည့်သေးလဲရတယ်ပေါ့နော်အဲ့ဒီမှာ done ကိုနှိပ်ပေးရမှာဖြစ်ပါတယ်အကယ်၍ကိုက profile picture ထည့်မယ်ဆိုလို့ရှိရင်လည်းတခါတည်းထည့်လို့ရပါတယ်ကဲဒီမှာဆိုလို့ရှိရင်မော်တော့ကိုနှစ်သက်တဲ့ကို interest ဖြစ်တဲ့ဟာကိုယူလို့ရပါတယ်အာဒါကိုကနေကိုစိတ်ကြိုက်ယူလို့ရတယ်ပေါ့နော် ကဲဒီညလေးမှာတော့ပထမဦးဆုံးအကောင့်ဖွင့်လိုက်ပြီဆိုတော့ ਨੇ သူက first post တင်ရတယ်ဗောနော်ကိုယ့်ရဲ့ post တစ်ခုတင်ရတယ်ဒါကြောင့်မလို့ဒီညမှာအာကို့အနေနဲ့ရွေးချယ်ပြီးတော့ဗောနော်အဲ့ဒါကိုကခွေးချစ်တယ်ဆိုလို့ရှိရင် pet lover ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ပုံတစ်ခုခုကိုခွေးနဲ့ပုံတစ်ခုကိုတင်လဲရတယ်ဒါမှမဟုတ်ဒီရဲ့ခေါင်းစဉ်အောက်ကအဲကြိုက်တဲ့ဟာတစ်ခုကိုဗောနော်ကိုကပုံတင်ရမှာဖြစ်ပါတယ် ကဲကိုက post လေးတင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့ account confirm ဖြစ်သွားပြီပေါ့နော်။သူကတော့ပထမဦးဆုံး account ဖွင့်တဲ့အချိန်မှာကိုကို post တခုတော့တင်ခိုင်းနေအဲ့ဒါလေးကိုတင်မှဒါလေးကို account ကဆက်ပြီးတော့တုံးလို့ရမှာဖြစ်ပါတယ်။အဲ့ပေါ့နော်ဒါသူများတွေဆိုလို့ရှိရင်လဲစတော်များအသုံးပြုနေကြတဲ့ဒါဒီ application တခုဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လဲဒါကိုယ်အနေနဲ့စိတ်ကြိုက်ကြည့်လို့ရတယ်ပေါ့နော်အာဒီမှာဆိုလို့ရှိရင် creator profile ဆိုတာလေးရှိတယ်အဲ့ဒီမှာဆိုကြည့်လို့ရတယ်ပေါ့နော် ဒီပိုင်းမှာတော့ပတ်စံဘလူစဝင်လဲဆိုပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ပတ်စံဝင်မှုရဲ့အတွက်5 super like ဆိုတာပြည့်ရပါတယ်အဲ super like ကိုလည်းအခုဒီ TikTok တွေမှာတခြားသော social media တွေမှာလည်းရောင်းတဲ့ agency တွေရှိပါတယ်ကိုကမစောင့်နိုင်ဘူးဆိုလို့ရှိရင်တော့တခါတည်းသူတို့စီမှာပတ်စံပေးပြီးဝင်လို့ရတယ်ဘလောက်မှလည်းဈေးမရှိဘူးပေါ့နော်ဝယ်ပြီးရတယ်ကို့မှာ monetization အောင်သွားပြီဆိုလို့ရှိရင်ကို post တွေတောက်လျှောက်တင်တာနဲ့ဒါကို့ကိုဝင်ငွေတစ်ခုဝင်ပြီးတော့ဖန်တီးပေးမှာဖြစ်ပါတယ် ီဒီယိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင် bye bye